Okay, so B3 IMR, so temperature at which crystal will first appear if you cool a hot solution containing 51 gram of the potassium chloride and 100 gram of water. So, the both are more general about B3 IMR. So, so B3 IMR, temperature meter about me, so temperature meter. so babi ta le lu mi 51 grain of the british chloride 100 grain of the so water de ma dissolve လုပ်မှာပါ dissolve လုပ်ပြီးတော့အဲ့လိုမဆောအပူပေးလိုက်အဲ့တော့51 grain in 100 grain of the water ကိုဆောအပူပေးလိုက်အပူပေးအကုန်လုံး dissolve ဖြစ်သွား dissolve ဖြစ်ပြီးပြန်ပြီးတော့ကူးလုပ်လိုက်ပြန်ပြီးအေးခံလိုက်တဲ့ခါမှာဘယ် temperature မှာကျွန်တော်က ဆိုတော့ crystal တွေစပေါ်မယ်လို့ပြောတာပါအဲ့တော့ကျွန်တော်သိထားမှာက crystal တွေအကုန်လုံးပျော်သွားရင်အဲ့ဒါဒီ maximum max of the solute in 100 gram of the solvent at a particular temperature အဲ့ဒါကို solubility လို့ခေါ်ပါတယ်ဆိုတော့ okay ဒါဆိုရင်ကျွန်တော်တို့က51ကို100 gram ထည့်ပြီးရောအပူပေးလိုက်အကုန်ပျော်လေးလေးယူစားရအောင်အဲ့တော့သူ့ကိုအေးခံလိုက်ရင်ဆိုတော့ ကျွန်တော်ကတဖြည်းဖြည်းနဲ့ temperature ကျလာဖြစ်တဲ့အတွက်တဖြည်းနဲ့ temperature ကျလာမယ်ကျလာမယ် point point မှာကျွန်တော်ကဘာလဲဆိုတော့8 point temperature point နဲ့ point မှာသူဒီ maximum 51 gram ဒီ100 gram အကုန်လုံးမှာပျော်တော့တွေ့ရတယ်ဆိုတော့အဲ့ဒါကိုသိချင်နေဆိုကျွန်တော်က51အားနဲ့ကျွန်တော်51 gram မှာ100 gram ဒီပါဝပေးရတယ်လို့မြင်ဆော်ဗီကိုပေးတာပါဒါဆိုကျွန်တော်ကပါဝဆရာဆိုတော့ temperature ကိုရှာအောင် အဲ့တော့ soft d 51 gram ပါ100 gram ဒီကိုရအောက်က100 gram ဖြစ်ပြီးသားအဲကြောင့်51ကနေဆွဲချလိုက်မယ်ဆွဲချလိုက်ပြီးပြီး graph ကိုထည့်တဲ့အပေါ်နဲ့အောက်ကိုပြန်ဆွဲမယ်ဆိုတော့ plot ဆို80 degree celsius မှာကျွန်တော်တို့ to the maximum 80 degree celsius မှာဒီကဆို maximum 51 gram of the solute က100 gram ပါ100 gram ဆော့ဘမှာပြောနေတာကိုတွေ့ရတယ်အကယ်၍ ဆိုတော့80 gram ကိုထက်ကျွန်တော်ကတဖြည်းဖြည်း temperature ကို short ချလိုက်မယ်ဆိုရင်ခုနက50 51 gram အကုန်လုံးဒီ100 gram water မှာမပြိုတော့ဘဲနဲ့ဆိုတော့နည်းနည်းပေါ့နော်3 gram ပေါ့နော်နည်းနည်း1 or 2 gram တဖြည်းဖြည်းနဲ့ပတ်ဖြစ်လာဆိုတော့အာ and this of substance နဲ့ဆောင်းဒါကြောင့်မလို့ဒီဘုတ်ဆောင်းမှာဆိုရင်ဆိုတော့ block degree block temperatures မှာစပြီး crystal တွေ့လေလို့မြင်ရင် below 80 degrees Celsius loop PLI. Thank you